အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ကျွန်တော်တို့အစီအစဉ်ကနေပြန်လည်ပြီးကြိုးလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေဒီနေရာကနေပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့အဲဒီနေ့မနက်အစောပိုင်းမှာတော့ကျွန်တော်တို့ဒါမြန်မာစံတော်တနားရီခွဲမှာတော့ Manchester City အသင်းနဲ့ Aston Villa ပွဲရှိခဲ့ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒါ Manchester City အသင်းကနောက်ကျသင်ကုန်နေတူ Aston Villa အသင်းကို90 +4 မိနစ်မှာဒါကျွန်တော်အနိုင်ယူခဲ့တယ်ဘောနော်အဲ့ဒီနေ့တပွဲလုံးတိုင်းတိုင်ရတာကျွန်တော်တော်တော်လေးကိုဒါအဆင်ပြေတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး Manchester City အသင်းကိုဒါကျွန်တော်တို့ City အသင်းဆက်ဆံကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ရတယ်ဘောနော်အဲ့တော့အဲ့ City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် ော့ပြောရမယ်ဆိုရင်တော့ဒါ series သင်းကိုကြည်ပြီးကျွန်တော်ခေါင်းထဲမှာတွေးမိတာကတော်တော်လေးကိုဒါ series သင်းနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်တို့ tactical ရဟိုဘယ်လိုပြောမလဲ နီးပြအနေနဲ့ဒါနတ်မှန်လာတယ်လို့ပြောလို့ရတယ်ဒီမှာပါတယ်ပြောခုနကပြောသူအသင်းအနေနဲ့သူဘာဖြစ်ချင်လဲဆိုသူကောင်းကောင်းကြီးတည်လာတယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာကျွန်တော်နှစ်သင်းလုံးနေနဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်လူစုံတက်ဆုံနေနီးပွဲထုတ်လာခဲ့တယ် Aston Villa အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာတို့အနေနဲ့ဘာမှဆုံးရှုံးစရာမရှိတော့တဲ့အနေအထားတစ်ခုကိုရောက်လာခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာတို့လည်းလုံးဝ fully fit line up နဲ့ထွက်လာခဲ့တယ်ဒါပဲကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နီးပြ Unai Emery နေနဲ့ Aston Villa ဆိုရင် Marcus Rashford Marcus Rashford တိုက်စစ်မှုနေရာမှာလုံးဝထားခဲ့ပြီးတောင်းပန်နေရာမှာမထား ားတော့ဘယ်နဲ့တိုက်စစ်မှုနေရာမှာထားခဲ့ပြီဒီနေ့ပို့စမှာဒါကျွန်တော်တို့ market ratio freedom တခုအနေနဲ့အပြည့်ပေးခဲ့တဲ့သဘောမှရှိတယ်ပေါ့အဲ့တော့ market ratio နဲ့ဒီနေ့ပွဲဆိုမှာတော်တော်လေးကိုကောင်းတယ်တပွဲလုံးတိုင်းတားရဆို market ratio ကဒီနေ့ပွဲဆိုမှာအကောင်းဆုံးကစားသမားရဲ့တယောက်ဖြစ်တယ်အဲ့တော့ကြောက်တာ Manchester United မှာမတွေ့တာမမြင်တာကြာတဲ့ market ratio ပုံစံမျိုးတော့တွေ့ရတယ်ဝင်းသမားမှုပွဲဒါကျွန်တော် overlap run နေမှာဟောဒါကျွန်တော်တို့ run through လုပ်ပြီးကျွန်တော် running behind process ဒီမှာတော်တော်လေးကိုမိုက်တယ်ပြောချင်တာကတော့ကျွန်တော်တစ်ဖက်ကဒါကျွန်တော် CD အသင်းရဲ့နည်းနည်းလေးလေးတယ် Ruben Dias ရဲ့နောက်ကနေလိုက်ပြီးတော့ဒါကျွန်တော်တို့ running လုပ်တော့ဆိုတော်တော်လေးကိုမိုက်တယ် ဒါပေမဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်အဖြေကိုဆုံးဖြတ်ပေးသွားခဲ့တာက Manchester City အသင်းပဲဖြစ်တယ်။ Manchester City အသင်းနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ကျွန်တော်ပြောခဲ့သလိုပဲဘနာရုဆေးဘကဒီနေ့ပွဲစမှာအခရာဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်းပဲပွဲကျုံသုံးတဲ့ချက်မှာဘနာရုဆေးဘကတကယ်လည်းအခရာဖြစ်လာရတယ်မှာပါတယ်။ဒီနေ့ပွဲစမှာဒါကျွန်တော်ဒီပြအနေနဲ့ McGeady ကိုပွဲထုတ်လာခဲ့ပြီ။နောက်ပိုင်းပွဲစမှာ O'Reilly နဲ့ McGeady ကိုဒါကျွန်တော်တော်တော်လေးကိုဒီပြအနေနဲ့နေရာတနေရာပေးလာတာကိုတွေ့ရမယ်။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာတခါကြရင် Food Mob Blue Lives Score ကိုမယုံနဲ့ဆိုတာမျိုးကိုကြည့်ရမယ်တယ်မှာ။ဘာလို့လဲဆိုတော့လက်ရှိမှာဒီနေ့ပွဲစမှာဒါကျွန်တော် O'Reilly ကိုဒါကျွန်တော် သူတို့အနေနဲ့6.9ပြီးတယ်ဒါပေမဲ့ O'Reilly ကိုကျွန်တော်ဒီနေ့ပေါ်စံမှာတော်တော်လေးကိုသဘောကျတယ်။ Cavadio ဒါကျွန်တော်အရင်တော့က full back မှာဆော့သွားတဲ့ပုံစံမျိုးနဲ့ cut session ဖြစ်တယ်။ဒါပေမဲ့ O'Reilly နဲ့သူ့ရဲ့ man marking ကိုသူနိုင်တယ်။ဥပမာဒီနေ့ပေါ်စံမှာဒါ Morgan Rogers ကိုဒါတပွဲလုံးတိုင်းတာဒီနေ့သူလုတ်ပြသွားနိုင်ခဲ့တယ်။သူ့အနေနဲ့ Morgan Rogers ကိုသူနာပေါ်တော့ပဲတစ်ချက်ချက်ကြ inside forward ပုံစံမျိုးဝင်မဲ့အချိန်မျိုးမှာ O'Reilly တောင်အမြဲတမ်း stop လုပ်သွားခဲ့တာတော်တော်လေးကိုမိုက်တဲ့ပုံစံမျိုးတွေတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ဒါ shape ဘွဲကကောင်းလာပါတယ်ဆိုတဲ့ Newcastle နဲ့တွေ့ခဲ့တဲ့ကွင်းလယ်မှာဟုတ်ရဲ့လာတော့မေးရမယ်တဲ့မှာပါ။ Talisman န်ကာမရာဒါကျွန်တော်အူနာနာဆိုတဲ့ပုံစံမျိုးကိုဒီနေ့ပေါ်သမှာဆက်လက်ပြီးပွဲထွက်လာခဲ့တယ်။ဒါပေမဲ့ဒီသုံးအောင်ဒီနေ့ပေါ်သမှာတဖက်ရဲ့မန်ချက်စတာစီးတီးရဲ့ကွင်းလယ်လူဒီကြားမှာမမလုံနိုင်ခဲ့ဘူး။ဒါဂန်ဒူဂန်ဆေးဗာကိုဗာစစ်ပေါ့နော်။အဲ့တော့ဂန်ဒူဂန်နဲ့ကြာကျွန်တော်ကိုဗာစစ်တို့ဒါကျွန်တော်အုပ်စုကလည်းဒါကျွန်တော်လက်ရှိရာသီကုန်ကန်ကြီးမှာထကောင်းနေလာတော့မင်းရတယ်။အထူးသဖြင့်ဒါကျွန်တော်ဂန်ဒူဂန်ပဲ။ဂန်ဒူဂန်ဒီနေ့ဒါဒီနေ့တပွဲလုံးအေးပေါ့ဒီနေ့ရတာကျွန်တော်အချိန်ကြီးရဆိုတော့ခြေစွမ်းအဲ့လောက်ကြီးမမိုက်ဘူး။ဒါဒါပေမဲ့လက်ရှိဂန်ဒူဂန်နဲ့ခုနောက်ပိုင်းပေါ်စံမှာသူ့ရဲ့ CM ဆက်ဆို CM ပုံစံမျိုးလေးကိုဒါနည်းနည်းလေးပြန်ပြန်ပြီးမြင်လာခဲ့ တဲ့ပွဲတပွဲလို့ကျွန်တော်အနေနဲ့ပုံကူရေးရာမြင်တယ်။တစ်ဖက်ကတော့ဒီနေ့ပေါ်သမတာကျွန်တော်တို့ အတိုက်စစ်နေရာမှာ market ratio ကိုအလွန်ကျွအားကိုးလွန်အောင်ကြီးရလိမ့်မယ်။တသင်းလုံးရင်တော့အဲ့ဒါကျွန်တော်ဂိုးသွင်းဖို့ကြိုးစားတဲ့ဒါကျွန်တော်ရှစ်ပွဲ S Newcastle နဲ့4-1မှာနိုင်ခဲ့တဲ့ Aston Villa လောက်ဟုတ်ပါဟုတ်ရလားမေးရမှာမပါဘူး။အလွန်ကျွဒါကျွန်တော် market ratio ရဲ့ဂိုးသွင်းနှုန်းကိုဒါကျွန်တော်ရဖို့အတွက်ပြင်ဆင်နေ။ဒါ market ratio ရဲ့ဒါကျွန်တော်တို့အဲမြန်နှုန်းကိုပဲအဓိကအသုံးချတဲ့အတွက်ကြောင့်မို့လားတစ်ဖက်ကလည်းဒါ market ratio ပိတ်ချလိုက်ရင်ပြီးသွားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ခဲ့ရတယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာဒါကျွန်တော် penalty ကြောင့်မို့လားကျွန်တော်16မိနစ်မှာခရေကလာကျွန်တော်တို့1-1ဖြစ်သွားခဲ့တယ်ပေါ့။ဒါပေမဲ့ဒီပွဲစဉ်ကဒါပထမပိုင်းမှာခရေကဒါကျွန်တော်တိတလောက်က market ratio က ကဒါကျွန်တော်ပထမပိုင်းပွဲစကြတဲ့ကဒါတိုင်ထိသွားခဲ့တဲ့လုံတွေ့ရမယ်အဲ့တော့ပြောချင်တာကဒီနေ့ပွဲစမှာ market ratio ကအရန်ကောင်းတယ် ဒါကြောင့်မို့တော့ Aston Villa သင်းတဲ့လာမယ့်နေရာဒီမှာ Smart Ratio ဝယ်ဖို့တော့လေကြည့်ဒါပေမဲ့ပြဿနာကဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲကြောင့်မလို့တေးဘယ်မှာအပြောင်းအရွှေ့တွေရှိလာခဲ့တယ် Manchester City အသင်းကအခုလက်ရှိမှာအဆင့်3နေရာမှာ60နဲ့တမတ်နဲ့အတူဒါကျွန်တော် Champion League ဝင်ခွင့်အတွက်တော်တော်လေးကိုအားကောင်းသွားခဲ့ဖြစ်တယ်။လာမယ့်ပတ်မှာတော့ကျွန်တော်လက်ရှိမှာခြေစွမ်းဒါကျွန်တော်ခြေမိနေတဲ့ဒါကျွန်တော် Hoover အသင်းတဲ့တွေ့ရမယ်ဆိုတာမှတ်မိမဲ့ City အသင်းနဲ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ Hoover ကတော့လက်ရှိခြေစွမ်းနဲ့ဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်မှာပါတယ်။အဲ့တော့ Hoover အနေနဲ့ဟို စီရီသစ်နဲ့ဒီနေ့ပွဲစဉ်ကသူတို့ရဲ့နိုင်ပွဲကတော်တော်လေးကိုအဆင်ပြေခဲ့တဲ့နိုင်ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဘာကြောင့်လဲ။မန်ချက်စတာစီးသစ်နဲ့ကြားရတဲ့မှာလည်းဒါကျွန်တော်တို့လာမယ့်ရသက်တစ်ပတ်အတွင်းမှာလည်းဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ဒါသူတို့နေ Northern Forest ကိုတွေ့ရမှာ Wembley မှာတွေ့ဆော်မှာတော့ဒီနေ့ပွဲစဉ်မှာဒါသူ့အနေနဲ့တချို့သောလူစည်ရင်းတွေကိုနည်းနည်းလေးအနားပေးဖို့တော့ကြိုးစားခဲ့တယ်။ဒါကတော့ဒီနေ့ပွဲစဉ်မှာဒါတောင်းပန်နေပါတယ်။ဒါပေမဲ့လက်ရှိမှာမန်ချက်စတာစီးသစ်မှာဘောနာဒါကျွန်တော်တို့ Pep Guardiola ရဲ့လက်အောက်မှာအခုနောက်ပိုင်းပွဲစဉ်မှာနည်းနည်းလေးဒါကျွန်တော်တို့ခြေစွမ်းအရာတော်တော်လေးကိုတိုင်ပတ်လာတဲ့နောက်ထပ်ကစားသမားတစ်ယောက်က လူလည်းမေ့မယ်ဆိုရင်တော့ဖေးဖိုဒါပဲဖေးဖိုဒါကိုလက်ရှိမှာဒါကျွန်တော်တို့ market ဒီလောက်တော့မှနီးပြနေတယ်မသုံးတော့ okay oscar bob ဒါဒန်ရအလုံးဝအကင်းသိပြီးပြန်လာခဲ့မယ်ဆိုရင်အခုချိန်ဒီတော့ oscar bob ကဟိုဂျားရဲမှာဒါကျွန်တော်ဂျားရဲမှာပွဲပွဲထွက်လာသေးတယ်ဒါပေမဲ့သူအနေနဲ့နည်းနည်းလေးဒန်ရကအပြည့်ဝမပြောက်လဲသေးတဲ့အတွက်ကြောင့်မလို့ကစားသမားကတော့ဒါ rehabilitation ပြန်လို့ရတယ်ဒါပေမဲ့ oscar bob ဒါကိုလက်ရှိမှာဖေးဖိုဒါဘာဖြစ်သွားလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လာမယ့်နှစ်မှာဖေးဖိုဒါအဟောင်းကိုပြန်တွေ့ရဖို့တော့ကျွန်တော်အနေနဲ့မျှော်လင့်နေဒါပေမဲ့လက်ရှိမှာဖေးဖိုဒါတယောက်အနေနဲ့အရင်တုန်းကလည်းမတူတဲ့ပုံစံမျိုးကိုတွေ့လာခဲ့ကြတော့မဒါနီးပြကိုယ်တိုင်ကလည်းဒါ ကစားသမားကိုလုံးဝယုံကြည်မှုပြောက်ဆုံးနေတယ်လို့ပြောလို့ရမယ့်အခြေအနေတစ်ခုရောက်ခဲ့တယ်။ဒီနေ့ပွဲစဉ်က Manchester City အသင်းတို့အများကြီးအများကြီးရေးပါခဲ့တယ်။ဂျာတဲ့မှာ FA ဖလားမတိုင်ခင်မှာလည်း City အသင်းတို့ movement နဲ့တစ်ခုဘေးလော့လုပ်ခဲ့တယ်။လက်ရှိမှာ Premier League ၃ပွဲဆက်အနိုင်ရရှိခဲ့ပြီး Nottingham Forest တွေ့ရတဲ့အချိန်မှာဒီ momentum ကို carry လုပ်သွားဖို့အတွက် စီဒီဒင်းနဲ့ကြိုးစားသွားမလို့မြင်တယ်။တစ်ဖက်ကဒါအက်စတွန်ဗလာအသင်းကလည်းခရစ်စတယ်ပေးလစ်တဲ့ဒါကျွန်တော်တို့လာမယ့်ဒါကျွန်တော်တို့စနေလူငယ်မှာတွေ့ရမယ့်အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်ကလည်းမူမန်တန်ရအရေးကြီးခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒါပေမဲ့အက်စတွန်ဗလာအသင်းနဲ့ဒီနေ့ပွဲစဉ်ကသူတို့တက်ကတော်တော်လေးကိုခူရှယ်ဖြစ်တယ်။လက်ရှိဝယ်ထားတဲ့လူစည်းရဲ့လက်ရှိသွားနေတဲ့အချင်းတွေရဲ့အတွက်ကြောင့်မို့ လက်ရှိ Aston Villa တင်းနဲ့ Lamine Nuria ဒီမှာ Champion League ဝင်ခွင့်မရခဲ့ဘူးဆိုရင်လက်ရှိဝယ်ထားတဲ့ကစားသမားတွေအပြင်ကိုလစာများတဲ့ကစားသမားတွေကိုအသင်းကနေလက်လှုပ်ဆုံရှုံပွဲရရှိအဲ့တော့လက်ရှိမှာဒါကျွန်တော် Aston Villa ကတင်းကဒီနေ့ပွဲစဉ်ရဲ့ဒါကျွန်တော်ရှုံပွဲအကြောင်းမျိုးအခုလက်ရှိမှာအဆင့်ခွန်တဲ့နေရာမှာရပ်တည်နေတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကိုဒါ Channel ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာ Chelsea Newcastle United ဒါကျွန်တော်တို့ ဒေါ်တာအဖွဲ့အစည်းတို့ကနိုင်ခဲ့မယ်ဆိုရင်တော့အပေါ်ကအသင်းအနေနဲ့အတူလာလက်ရှိမှာတော်တော်လေးကိုစတင်ပြီးအမှတ်ပြတ်သွားမှာဖြစ်တယ်။ဒါအဇွန်ဗလာအသင်းကအခုလက်ရှိအခြေအနေတွေကအဆင့်ရှိကဒါကျွန်တော်ဘုံမောက်တို့ဘာလို့လဲလိုက်ဖို့အတွက်ကတော့ဒါမဖြစ်နိုင်တော့ဘူး။ဘုံမောက်နဲ့လက်ရှိမှာ49မှတ်ဖြစ်ပြီးတော့အက်စတန်ဗလာအသင်း59မှတ်ဖြစ်တဲ့အကြောင်းကိုရမှတ်အားဖြင့်ပြန်ကြည့်မယ်ဆိုရင်တော့ဒါ total 10မှတ်လောက်กว่าနေပြီဖြစ်တဲ့အကြောင်းဘုံမောက်ကအက်စတန်ဗလာအသင်းကိုလိုက်ဖို့တော့မမီတော့ဘူး။ဒါပေမဲ့အက်စတန်ဗလာအသင်းရဲ့လက်ရှိမှာဒါကျွန်တော်ဥရောပဝင်ခွင့်အတွက်ဒါကျွန်တော် Europa League တို့မှ Conference League ကတို့တို့အခြေအနေမကောင်းဘူး။ဒါပေမဲ့ Champion League ကိုလက်ရှိခြေစွမ်းရဆိုတော့တော်တော်လေးကို ်ခဲသွားမယ်နေသားမှရှိတယ်။တစ်ဖက်ကတော့ကျွန်တော်တို့ City အသင်းအတွက်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော် City နီးပြ ग्वा ဒီယိုလာများရီရတယ်နော်တစ်ခါကြရင်ကျွန်တော်ကြည့်နေတာမိနစ်60 plus 4မိနစ်မှာဒါကျွန်တော်တို့သူဂိုးသွားခဲ့တယ်။သူ့အနေနဲ့မမက်ရ Champion League ဒါ Rodri ဂိုးသွင်းတော့ကတော့မှဒီပဲဒီလောက်အောင်ပွဲမကမသိရင်ဒါအေးပေါ်လေးသူ့အတွက်ကဒါကျွန်တော် Champion League ဝင်ခွင့်ဆိုတာ True Season ဖြစ်ရတော့သူ့အနေနဲ့အာဒီ vibe ကိုသူတအားပျော်နေတယ်ထင်တယ်ပေါ့နော်။အဲ့တော့သူဒါကျွန်တော်တို့ Newness တယောက်ဒါကျွန်တော်တို့ဒုက္ခပေးလိုက်တဲ့ဘောလုံးကိုသွင်းသွားတဲ့အချိန်မှာဒါအကြီးကျယ်အောင်ပွဲကတသိပဲဒီပဲဒါ Premier League မှာ၄နှစ်ဆက် Champion ရမဖြစ်ဘူးတဲ့လေတံနဲ့လုံနေတာပေါ့နော်အဲ့တော့တခါကျရင်ဗျာလောကမှာလူတွေကမရဘူးတဲ့အရာတွေရရင်ဒါအဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့အချို့ဒီပဲကြည့်ရတယ်အကြီးကျယ်နေအောင်ဝင်အာဘူးဒီပါလဲกว่าပါအဲ့တော့လက်ရှိမှာ City Thing ကဒီခြေတိုင်းဆက်သွားမယ်ဆိုရင်တော့ Champion League ဝင်ကွန်းကသူတို့လက်ထဲမှာပဲရှိမယ်လို့ကျွန်တော်အနေနဲ့မြင်တယ် City Thing เนี่ยဒါမဆိုးဘူးဒါအခုလက်ရှိနာမတာပဲ Penalty တလုံးပေးတာကလွင် Defensive ပိုင်းလည်းတော်တော်လေးကိုမဆိုးလို့ပြောလို့ရတယ်ဒါကျွန်တော်နောက်ပိုင်းမှာဒါကျွန်တော်အလွန်ကျွန်ဂိုးပေးနေရတာကျွန်တော်ခံစစ်ကနေအခုလက်ရှိမှာတော်တော်လေးကို Solid ဖြစ်တဲ့ခံစစ်ဖြစ်လာပြီ City Thing เนี่ยလက်ရှိမှာဒါကျွန်တော်လာမယ့်ဒါကျွန်တော် စရီရင်းကမအဖေဖလားပြီးရတာကြောင့်ပရီးမီယာလိပွဲစဉ်တွေပြန်ကန်ရမယ့်အချိန်မှာဒီခြေလိုက်တာသိမ့်ပဲဆိုရင်တော့ချန်ပီယံလိဂ်ဝင်ကတော့ပြေးမလွတ်ဘူးမြင်နေ။ဝတ်တူသူတီတောင်မှဝင်သွားနိုင်တယ်လို့ကျွန်တော်လည်းမြင်နေ။အဲရွှေဘောက်ကိုရွှေဘောက်ရငွေသက်အရေးကြောင်တချို့ဒီနေ့ပွဲစဉ်မှာစပြီးပြန်မြင်လာခဲ့ကြောင်တော်တော်လေးကိုမစိုးဘူးလို့ကျွန်တော်လည်းမြင်မိတယ်။တိုးပေမဲ့တော့ညာလည်း Manchester City အသင်းနဲ့လုပ်တယ်အများကြီးလို့အောင်မဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာခုနက rating ကြည့်မှဆုံးဖြတ်တော့ဥပမာ Mamush ပဲ။ Mamush ရဲ့တူအယုံအောင်ကျွန်တော်သိပ်ပြီးသဘောကျတယ်။ Mamush ကဒါကျွန်တော်တို့အဲ Julian Alvarez ရဲ့နောက်ပိုင်း solution တစ်ခုဖြစ်လာနိုင်တယ်လို့ကျွန်တော်လည်းမြင်နေ။ Kevin De Bruyne ကြီးကိုလည်းကျွန်တော်ဒါနှမျောတယ်။ ။ဒါမဲ့နူရီယာဒီမှာဒီကစားသမားထွက်လာတော့မယ်ဆိုပြီးတော့တော်တော်လေးညှောမိတာ။အမှန်ပဲ။ဒါမဲ့စီးတီးသင်းနဲ့ရွှေဘကိုရွှေဘဆဆန်ဒီလေးပုံစံမှာနည်းနည်းလေးတွေးလိုက်ရတဲ့ကြောင့်ဝမ်းသာပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲလေးကိုကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါအောင်ကြည့်လို့ရပါတယ်။နေမိုက်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတို့ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မဆောက်ကွန်ကြီးပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ ကောင်းမွန်သောနေလေးတည်းနေဖြစ်ပါစေဆုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့အသုံးပြုပါဗျအားလုံးပြုတော်ပါမယ်မြန်မြန်လေးလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှမြန်နာဖြစ်ပါတယ်တေးပါဗျ